ားတာတယ်ဖားပြီးတော့အခုထောင်းထည့်လိုက်တယ်အသူနဲ့တွဲတဲ့စီလူဆိုတာဘာလားငစီဆိုတဲ့တယောက်အဲဒီကောင်လည်းယုတ်ကဟွာယုတ်ကလူချမ်းယုတ်နေလူမိုက်လူရန်ကယုတ်မရင်းသမားယုတ်နေယုတ်ကမရင်းယုတ်နေတကယ်မရင်းသမားယုတ်ပါဘယ်အဲဒီကောင်စီလူယုတ်ကြည့်တကယ်မရင်းသမားယုတ်မရင်းယုတ်မဒိန်ရောက်တော့ဟာလာအေးပုံစံကြည့်ရတာကျွန်တော်တူအမေဖြစ်ဖြစ်သူညီမဖြစ်ဖြစ်တယောက်တယောက်ကိုကျွန်တော်မဒိန်ကြည့်မှုခဲ့တာမသိဘူးကျွန်တော်လည်းမမှတ်မိတော့ဘူးပြမင်းပြောလို့မင်းစွတ်စွဲတော့မဟုတ်ဘဲနဲ့เนาะ မင်းတို့ငါတို့ကိုမဟုတ်မမှန်မတိပဲနဲ့ပေါက်ပန်း40ဆွဆွဲနေတာဆိုရင်မင်းကိုမေကိုမလားမင်းပြောသလိုငါတို့မှိုက်ရိုင်းတယ်လေတန်ရန်တန်ရန်ထိုင်မဲ့မှိုက်ရိုင်းပြီးပြောရမယ်ကောင်ဆိုအဲ့လိုမှတ်မှတ်ရိုင်းရိုင်းပြောတယ်နော်မင်းမင်းအခုငါတို့ကိုဆွဆွဲတယ်လို့ကိုရဲမင်းတို့မိုင်ကယ်တို့ငါတို့ကြောင့်လက်ရှိထိုင်းနေရငါပြည်သားတွေကိုအမြင်ဆောင်ပါတယ်ဆိုတဲ့စကားမှန်လို့ရှိရင်မင်းကြိုက်တယ်လို့ခိုင်းငါတို့တုံးရောက်လုံးမင်းခိုင်းတယ်လို့လုပ်ပေးမယ်အကယ်၍မင်းဒီငါတို့ကိုအဲ့လိုမဟုတ်ပဲနဲ့ ပုပ်ကူရေးရမင်းတိုက်ခိုက်ပြီးဆွဆွဲလာဆိုမင်းမေမလားမင်းနှမအောင်မင်းမင်းအလားပိန်ခေါ်ရဲလားအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တက်တေမရှိဆွဆွဲပြောဆိုနေတဲ့အဖသားကျော်မျိုးမင်းကိုအမေသားကြီးကိုစီကစိန်ခေါ်လိုက်တဲ့ရုပ်တံနဲ့ဦးနေမြင်တဲ့စီရဲ့အတွက်ရေစကြိုပေါင်းနဲ့မြိုင်ပကဖရီပေါင်းစည်းလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ခြင်းပါတယ် မြေပြင်မှာကြုံတွေ့နေရတဲ့ပကတိအခက်အခဲတွေအပေါ်နိုင်ငံရေးစီရေးနယ်မြေလုံခြုံရေးနဲ့ဒေတာတွင်းတော်လှန်ရေးအားကောင်းစေရေးတို့အတွက်မကွေးတိုင်းပခုတ်ကူခရိုင်တွင်းကမြို့နယ်တွေဖြစ်တဲ့ရေစကြိုပေါင်းနဲ့မြိုင်မြို့နယ်ပါကဖပြည်သူ့ကာကွယ်ရေးအဖွဲ့တွေပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီးမနေ့ကဧပြီ26ရက်မှာထုတ်ပြန်ကြေညာပါတယ် အခုပေါင်းစည်းမှုဟာရေစကြိုပေါင်းတဲ့မြိုင်မျိုးနယ်တို့ကမြို့နယ်စုံတိုက်နယ်ရဲကြီးတွေအနေနဲ့စစ်ရေးကိစ္စရပ်တွေမှာဖြစ်စေနယ်မြေအတွင်းအဖွဲ့အစည်းချင်းချင်းတင်းမြက်ကောင်းမွန်စွာရေရှည်ဆက်ဆံနိုင်ရေးနဲ့အပြန်အလှန်လိုအပ်ချက်တွေကူညီပံ့ပိုးပူးပေါင်းဆောင်ရွက်ဖို့အတွက်ဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါဗျာအခုလိုပူးပေါင်းမှုအတွက်ပခုတ်ကူခရိုင်တွင်မြို့နယ်ပကဖတာဝန်ခံတွေကအမြေပြင်မှာမျက်မှောက်စုံကြီးတွေးဆောင်ပြီးနှီးနှော်ဆွေးနွေးပလဲမှုပြုလုပ်ခဲ့တယ်လို့လည်းသိရပါဗျာ ပူးပေါင်းဆောင်ရွက်မဲ့ထုတ်ပြန်ချက်ကိုရေစကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံကိုဝေကြည့်။ပေါင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံကိုမင်းနိုင်နဲ့မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံဘိုးလက်ရာတို့ကလက်မှတ်ထိုးရေးထိုးတာလည်းတွေ့ရပါတယ်။ကျော်မျိုးမင်းဆိုတဲ့ကောင်ကတူတူမီဒီယာဓမ္မလိုအမိခံပြီးတော့တကယ်ကိုအဆက်အသန်းမဲ့တဲ့အောက်ပန်းစားခဲ့တော့အခုလက်ထိုင်းနိုင်ငံကကိစ္စကိုမတိဘူးဒူပဲတိတဲ့ပုံစံနဲ့ပြောတာခိုင်းကျွန်တော်ကိုပြောထားတဲ့အပိုင်းလေးကိုပြောပြမယ်နော်။ဒီမှာကြည့် မိုက်ကငါမိုက်ကအဲ့ကောင်မိုက်ကငါမိုက်ကတော့ဘာလို့ပါလာလဲကားပြီးတော့အခုထောင်းချက်လိုက်တယ်အတူနဲ့တွေ့တဲ့စီတူဆိုတာကလားငါစီဆိုတဲ့ပြအဲ့ကောင်လဲယုကဟွာယုကလူချမ်းယုံတယ်လူမိုက်ကြီးမယုံမရိသမယုံတယ်ယုကမရိယုံတယ်တကယ်မရိသမယုံတယ်အဲ့ကောင်စီကယုံကြည့်တကယ်မရိသမယုံမဒိန်ရောက်ဟာလေပုံစံကြည့်ရတယ်ကျွန်တော်သူ့အမေဖြစ်ဖြစ်သူ့မြမဖြစ်ဖြစ်တယောက်တယောက်ကျွန်တော်မဒိန်ကြည့်ဘူးခဲ့တာကျွန်တော်လည်းမမှတ်မိတော့ဘူးညာနော်ဒါပေမဲ့ကျွန်တော် ဟိုနေ့မှာတော့ကျွန်တော်ဘယ်သူမှမတိုင်းမကြည့်ခဲ့ဘူးထင်တာအခုချိန်ကြီးဒါပေမဲ့ तू ကဘယ်လိုပြောလာတော့စဉ်းစားဖို့ဖြစ်တော့ပြီเนาะကျွန်တော်တစ်ချိန်ချိန်မှာသူညမမေသူအမဖြစ်ဖြစ်ဒါမှမဟုတ်သူအမေဖြစ်ဖြစ်ကျွန်တော်မတိုင်းကြည့်ခဲ့ဘူးလေဘာလို့လူပြောက်ရဲ့ဥပဒေရုပ်ကမတိုင်းရုပ်လို့ဘယ်လိုတတ်မှတ်လဲဟုတ်တယ်နော်လူတယောက်ရဲ့ရုပ်ကိုကြည့်ပြီးတော့ဒီလူကမတိုင်းကြည့်တဲ့ရုပ်လို့တတ်မှတ်လို့ရတာလောကကြီးမှာဟုတ်တယ်နော်ကျွန်တော်မေးတာဟုတ်တယ်နော်ကျွန်တော်မေးတာမှားလားလူပြောက်ရဲ့ဥပဒေရုပ်ကမတိုင်းတမားဟာဒီရုပ်ရဲ့မတိုင်းကြည့်တဲ့ရုပ်ရဲ့ဘာလို့လောကကြီးမှာတတ်မှတ်ထားလို့ရပါသလား ကျွန်တော်လစ်လာထောက်ရတော့မရဘူးလို့ထင်တယ်နော်မရတဲ့အရာကိုလူတယောက်ကိုပုတ်ကိုရေးအရာအဲ့လိုဆိုမဒိဋ္ဌမလို့ဆွဆွဲတဲ့လူကတာမန်လူမဟုတ်ဘူးနိုင်ငံတခုရဲ့ကိုယ့်ကိုလွတ်လပ်တဲ့တည်ထမပါလို့ခံယူထားတဲ့အဲ့တော့အဲ့ဒီလူရဲ့အဆင့်အပန်းကိုပြန်ကြည့်မယ်နော်အဲ့တော့ဒီလိုပြောချင်တယ်ကြုံပြောမယ်နော်ကျောင်းသားမိတ်ဆက်ပြီးတော့အဲ့လိုပေါ့အဲ့လိုပါမျိုးပါလေဆိုရေရေချူကနာရရနေဒီမဲ့လူကရောစာတက်ပြတဲ့ပုံလုံးပေါ့စာပြတဲ့ပြတဲ့ကောဟုတ်တယ်ငါစကားငါလို့ပြောရင်တော့ငါဆဲဆုံးလိုက် ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ငါအတူအနေဝါလုံးတဲ့ပါပါဖြစ်တယ်ဆရာတော်ဥက္ကမင်းပြောတယ်ပဲအတူကတည်းရင်းသစ်ကြတယ်ကွာစာမတတ်ဘူးဟုတ်လားအဲ့လိုလားအေးမြင့်တဲ့တက္ကသိုလ်အိုးနော်ငါပထမတန်းတက်ခဲ့တာငါ့ငါဒီဆုံးလေဟုတ်တယ်လေစာမတတ်ဘူးဖြစ်စင်လားโอเคငါဖြစ်ပေးမယ်နော်ငစီဆိုးအောင်လောကစာမတတ်ဘူးတူကတည်းရင်းသစ်ကြတယ်နော်ရှင်းတတ်ပြီလားโอเคနော်ရန်မဆဲဆိုးနေပါငါလုံးပြောရင်သုံးလုံးလောက်ကဆဲဆိုးနေဟုတ်လားဟုတ်ဘလောက်ဗီဇာပြရလဲဆိုတော့သူဒီပါလေးတော့တနာဖို့ကောင်းတယ်ဒီပါလေးတော့တနာဖို့ကောင်းသူဒီပါလေးတော့အဲ့ဆိုတော့တုံးတဲ့ဆုံးမဖို့ဒီပါလေးကပြုတ်ပါလေနဲ့ဒီပါလေးကဘယ်တော့တဲ့ကောင်းမလို့ တော်အဲ့လိုအောင်ကြီးကြံနေတယ်ဒီစိသူမိမရဲ့တနာကိုကောင်းတယ်သူတင်ဆုံးမမှုမြဲတာနဲ့မိမမျက်နှာအိုးမဲ့တော့ဆိုလောကမှာရှက်ဖို့ကောင်းတာနေမကောင်းတဲ့ဒုစရိုက်ကိုလောက်တာရှက်ဖို့ကောင်းတယ်ကောင်းမွန်တဲ့ဒုစရိုက်ကိုလောက်လို့ရှိရင်ဂုဏ်ယူဖို့ကောင်းတယ်လက်ရှိလောကမှာအာဆိုတဲ့ကောင်မကောင်းတဲ့ဒုစရိုက်ရုပ်ခန်းနဲ့တဏှာပြန်ဗာနဲ့မင်းတို့တော်လိုင်းရင်းမှာအထောက်ဖို့လောက်တာဒုစရိုက်လိုမျိုးတတ်မှတ်တာဟမ်အဲ့ဒါဆိုရင်မှားသွားနိုင်မှာဒါရှင်းလို့ရတယ်နော် တော့ကိုစီမကောင်းတဲ့ဒုစရိုက်လှုပ်ထားတဲ့နေရာရှင့်ပြောလိုက်အရှင်ကကင်မရာထောင်ပြီးတော့မိမလောင်မိမချာလို့ပေါက်ပန်းလေးစက်လူတစ်ဖက်တည်းပုတ်ကိုရေးမဟုတ်မှန်မှန်တာကိုဆွတ်ဆွဲပုတ်ခတ်တာအဲ့ဒါမှဒုစရိုက်လှုပ်တိလားအဲ့ဒါမှအောက်တန်းကျတဲ့အလုပ်အဲ့အောက်တန်းစားတွေပဲလှုပ်တာငါတို့မင်းအောင်နိုင်မကောင်းနိုင်တဲ့ဒီနေ့ဒီအချိန်ခါထိမင်းအောင်နိုင်မှာမရှိတဲ့အဖြစ်ကိုကိုစီပါဇက်ကိုင်ထုတ်ပြီးတော့ဆွတ်ဆွဲဘူးလားမင်းမျက်စိနဲ့မြင်ဘူးလားမင်းနားနဲ့ကြားဘူးလားတိလားငါတို့ကကိုယ့်ကိုယ်လေးတန်ဖိုးမဲ့တဲ့အောက်တန်းစားဘယ်တော့မှဖြစ်မခံရှင်းလားမင်းပြောတဲ့မတည့်ရုပ်တရားကြည့်တာမင်းကမလေးကိုတည်း မှတ်ထားတယ်ကိုစီရုပ်ကိုတိလာကိုစီကိုတွေ့လို့ရှင်တိလာပြီးလောက်เสียရှိတယ်လုတ်ပေးလို့ရအောင်နော်စပြုတ်ကျင်းရတဲ့ငါစီးပေါ်ပြန်ကြော်လေးပေါ်မစီးလို့ဟောချင်တယ်။ online ပေါ်နေအောင်အားရတဲ့ငါပြောတယ်စာတက်လာဆိုစာလုံးတက်။ဟင်းမတူလည်းလင်းစာတက်တယ်ပြတာကော။စာတက်ပြီးမှပေါ့လေ။အဲ့တော့ဒီလိုမျိုးရှိသေးတယ်။အဲ့လိုမျိုးချန်သေးတယ်နော်။ဟိုဝင်တော့ရေးမေးပေါ့။ရေးမေး AC ရေးမေး AC ရေးမေးဆိုထိုင်နေကပြောင်းလို့မရဘူးလို့။ဟုတ်တကြီးနဲ့ဟို AC ဟုတ်ဆိုလည်းဟိုတကြီးပြင်းနဲ့ပေါင်းချင်းလာတယ်။ခုဆိုရင်တို့ဆောက်ဦးဖြုတ်ခိုင်းဖြုတ်ခိုင်း။အဲ့အားလုံးရဲ့ဇနီးကခုနမိုက်ကယ်ဘောင်မျိုးကြီးမစီလိုဘောင်မျိုးကြီး ော်အဲ့လိုကောင်းမျိုးတွေကအဲ့လိုကောင်းမျိုးတွေကဘာဖြစ်လဲဆိုတော့ဒီမှာမြန်မာလူလုပ်တယ်ပြီးတော့အဲ့မှာရှိတဲ့မြန်မာတွေတော့ကအဲ့ဒီကောင်းမျိုးအနိုင်ကျင့်နှိပ်စက်တွေဖိနေတယ်ဒီလိုမျိုးလုပ်လို့ဒါတွေကဒါတွေကမြန်မာနိုင်ငံသားတွေကထိုင်းနေတဲ့အခြေအနေတွေဖြစ်နေတယ်အဲ့တော့ထိုင်းနိုင်ငံမှာရှိတဲ့ထိုင်းကတော်မင်းတေချာလားဆိုမင်းတေချာလားအခုမင်းတို့တဲ့စကားကိုတေချာပါတယ်လို့မင်းအမခံရဲ့လားလာခဲ့ထိုင်းနိုင်ငံမင်းလက်ပြားနဲ့မတူအမခံပြီးမင်းလုံကြုံရဲ့စကားဆောက်ရှောက်ပြီးမယ်ဒါပေမဲ့ထိုင်းနိုင်ငံမှာမြန်မာပြည်သားအများဆုံးနေတဲ့နေထိုင်းလူတွေရှိတယ်ဘန်ပေါ်စစ်ရှိတယ်မင်းလိုက်ပြီးတော့အင်တာဗျူးပါ နော်ဘောမင်းတို့ဘက်ကဘောမတကောင်တော့ကိုမေးပြီးတော့အဲ့လိုမျိုးအတိအကျပြောတာမင်းမရှိဘူးလားလို့ဟမ်မရှိတာလားမင်းအခုငါတို့ကိုအောက်ထက်နေစိတ်နဲ့ပြောလိုက်လို့မင်းပြောလိုက်တဲ့စကားကိုလက်ရှိထိုင်းမှာရှိတဲ့လူတွေကအကုန်ပြီးတယ်ဒီကွာဟုတ်မင်းလည်းတော့မစဉ်းစားမိဘူးလားငါတို့ပြောလိုက်လူတွေကပြောအေးပေါ့ထိုင်းနိုင်ငံမှာရှိတဲ့လူတွေဆိုရင်တော့မင်းစကားကိုစဉ်းစားမိစဉ်းစားမိမှာပေါ့ဒါပေမဲ့လည်းဒီနေ့ခေတ်တွေကဆိုရှယ်မီဒီယာခေတ်တွေဘယ်နဲ့ကပြောလို့ထိုင်းမှာလက်ရှိပြိပခတ်ကဘာကြောင့်ဖြစ်နေတာလဲ ထိုင်းနိုင်ငံရဲ့ policy ဘယ်လိုဖြစ်နေလဲထိုင်းမျိုးရှင်းအဖွဲ့ဘာကြောင့်ပေါ်လာတာလဲဒီလက်ရှိထိုင်းမျိုးရှင်းအဖွဲ့ပေါ်လာမှာဒီမြန်မာနဲ့ပတ်သက်တဲ့ပဋိပက္ခတွေဖြစ်လာတယ်ဒါတွေကပါနေတယ်နော်နိုင်ငံရဲ့အခြေအနေဘယ်လိုဖြစ်တယ်လဲလက်ရှိထိုင်းနိုင်ငံခိုးဝင်နေဘယ်လောက်ဝင်လာလဲအထောက်ထားမဲ့တွေဘယ်လောက်ဝင်လာလဲအဲ့ဒီအထောက်ထားမဲ့တွေများလာတဲ့အပေါ်ထိုင်းနိုင်ငံအလုံးအလုံးကိုင်ရှားပါလာတဲ့အပေါ်မှာထိုင်းပြည်သူတွေဘယ်လိုမြင်လာလဲအဲ့တော့မင်းပရိယပြောလိုက်လို့နော်ကိုရဲမင်းတို့ငါတို့နော်မိုက်ကယ်တို့ကြောက်မြန်မာပြည်သူတွေကိုထိုင်းပြည်သူတွေအမြင်မှားတယ်ဆိုတဲ့စကားမင်းထိုင်းလိုလာပြီးတော့အာမခံရလားနဲထိုင်းလိုမျိုးဆယ်ယောက်ကုန်ပဲ ငါတို့တိတဲ့ခိုင်းလူမျိုး10ယောက်ကိုမေးနော်မင်းတို့ငါတို့10ယောက်ပေးတယ်နော်အဲ sorry sorry မင်းတို့ငါတို့2ယောက်ပေးတယ်သိလားကြံနဲ့ဟာကတ်ထားအဲ့တော့ဆယ်ယောက်ဗမာလိုက်လို့နှစ်ယောက်ကိုမင်းမေးလို့ငါတို့အကြောင်းဖြစ်တယ်ဆိုရင်ငါတို့ရှုံးပေးလိုက်နော်အဲ့လိုမဟုတ်ဘဲနဲ့အခုမင်းပြောလို့မင်းဆွဆွဲလို့မဟုတ်ဘဲနဲ့နော်မင်းကြီးငါတို့ကိုမဟုတ်မမှန်မတိဘဲနဲ့ပုံပန်း၄၀ဆွဆွဲနေတာဆိုရင်မင်းကိုမေးကိုပြန်လို့မလားမင်းပြောလို့ငါတို့မှိုက်ရိုင်းတယ်တန်ရန်တန်ရန်တိုင်းမဲ့ ်မိုင်တိုင်းပြီးပြောရမယ်ကောင်ဆိုအဲ့လိုမိုင်တိုင်းရရင်ပြောတယ်ဒီကြီးပြောဆိုဟုတ်ကဲ့ပါခင်ဗျာတို့တလောင်းစားဖြစ်နေတယ်ထိုင်ဥရှာကိုဝင်မလဲဘူးရှင်းလားမတော်ကလွတ်တန်ဖို့လေတိုက်ခါနဲ့ဖြတ်တယ်ငွေရှိတာလေရာထူးရှိတာလေလူကြောင်းဝင်တဲ့ဟာလေမဖြတ်ဘူးငါအဲ့ဒါလေးပဲမင်းကစိတ်ခေါ်ခြင်းနဲ့မစ်စိတ်ခေါ်ရရမလို့လေထိုင်ရောမလာရဲရဲကွာအဲ့ဒါလေဖုန်းအင်တာနက်လမ်းမေးနော်မင်းမင်းကငါတို့ဆွဆွဲတယ်လို့ကိုရဲမင်းတို့မိုင်ကဲတို့ငါတို့ချောက်လက်ရှိထိုင်းနေရငါပြည်သားတွေကိုအမြင်ဆောင်ပါလေဆိုတဲ့စကားမှန်လို့ရှိရင်မင်းကြိုက်တယ်လို့ခိုင်းငါတို့တုံးရောက်လို့မင်းခိုင်းတယ်လို့ပဲမယ် 啊，对，因为缅甸啊，卢，哎，卢，包后边呢，包括越南，明甸开边收缩时候，明甸明年卢嘛啦？明甸嘛，我缅甸卢嘛啦？缅甸是三要爷啦。柬说，寨属于哪个？哈，泰国啦，喏，柬埔寨，我们哈三国爷的哈，越南没三国爷，缅甸、越南、柬埔寨没有三国爷的。马鲁乔，泰国缅甸接界嘞，缅甸边界缅甸接界嘞，缅甸是你 o m 看 on，菲律宾。哎，后边呢，明缅甸收缩了，是卢皮卢边卢嘛了？中缅缅甸缅甸是多，缅甸嘛，多是马来，就甸嘛，多。 မလို့လေယောက်ျားဆိုရင်ငါဗီဒီယိုတွေ့ရင်မစိမ့်ပေါ်ရိတ်လာအချိန်မီးလဲရပြီလားနော်အဲ့ဒီမြန်မာပြည်မှာနေစောက်ခေါင်းလေးကမထွက်ပဲနဲ့ဒီထိုင်းမှာရှိတဲ့မင်းတို့ဖုတ်ခွေးတကောင်တကောင်တော့ကိုလှမ်းမေးပြီးတော့ခင်ဗျာပြောနေတဲ့ထိုင်းရတဲ့တွေတွေကိုပြီလားမစောက်ပေါ်ပြီလားလောကကြီးမှာမင်းတို့ကစောက်ရှင်းမရှိတဲ့ခွေးသားတွေဟမ်ကိုစကားတစ်ခုပြောလိုက်လို့ကိုစကားကလူများကလက်ခံတယ်ပဲမင်းတို့ထင်းနေတယ်အဲ့တော့မင်းတို့ရဲ့စောက်ချင်ရပါလဲဆိုတော့ပြည်သူတွေအားလုံးကမင်းတို့ရဲ့စော်ကားတာ ပြည်သူတွေကအတိတ်တည်းကမင်းလောက်မင်းတို့လောက်မရှိဘူးလို့မင်းတို့စစ်အုပ်စုအပါအဝင်မင်းတို့အိစစ်အုပ်စုထောက်ပံ့တဲ့ကောင်တွေကအဲ့လိုတွေးထားတာငါတို့ဒီလိုပြောလိုက်ဒီပြည်သူတွေယုံမှာပဲငါတို့ဒီလိုဝါဒပြန့်လိုက်ဒီကောင်တွေလက်ခံမှာပဲဆိုတော့ပြည်သူကိုနှိမ့်ညတဲ့လူတွေလို့မင်းတို့အမြင်မှမြင်ပြီးတော့မင်းတို့တို့ယုံမှာတဲ့လုပ်ရည်မင်းတို့လုပ်နေတာဒီနေ့ခေတ်တိုင်းလီးပဲရတာမသိလားနော်နော်ကိုမေကိုလိုးလေးမြင်ကတည်းကပြောတာသိလားခိုင်းရအကြောင်းတော့ပြောချင်းမင်းဖေလေးကိုတေးချာလာမင်းတေးချာချာစုံစမ်းစုံစမ်းပြီးမှပြောမင်းအတွက်တိတ်ခါရှိအောင်တင်ပေးတာနော်အဲ့တော့မင်းတို့ကောင်မျိုးကလေမင်းပြောသလိုသူ့အဖေသူ့မေဆိုမင်းကပြောမှာတကယ်ကမင်းတို့ကောင်မျိုးကိုမွေးခဲ့တယ်မင်းမိဖားတယ်လား တကယ်တော့မင်းတို့ကောင်မျိုးကိုမွေးခဲ့တဲ့မင်းမိဘတွေကတကယ်အခုလိုကြီးတယ်နော်မင်းတို့အခုဒီတိုင်းဒီအတွက်ဒီလိုအခုလိုများတဲ့ကောင်မျိုးကိုလောကကြီးကိုမွေးထုတ်ခဲ့တဲ့မင်းအဖေနဲ့မင်းအမေကအခုလိုကံကြီးမလို့မင်းတို့အောက်တန်းစားကိုမျိုးဆက်ဖြစ်ချန်ပေးခဲ့ရတယ်အဲ့တော့လူမှမျိုးရိုးရှိတယ်ဟုတ်လားမင်းကမွေးလာတဲ့တာသမီမင်းကချန်ပေးခဲ့မယ်မြင်းမင်းကချန်ပေးခဲ့မယ်မြင်းဟဲ့အဲ့ဒီဟာလေအိုအာနာပိတော့ကနော်အဲ့ဘာဘာတော့ရက်တည်ပြီးတော့နော်တိုင်းပြည်အတွက်လုံလုံနဲ့လူတွေကိုပေါက်ချအပိုက်ခိုက်ခဲ့ကောင်အောင်ကျော်မျိုးမင်းရဲ့သားလေကျော်မျိုးမင်းရဲ့မြင်းလေကျော်မျိုးမင်းရဲ့မြင့်လေ လုံးဥစုံမျိုးဆက်တောင်ကြည့်ဒီနေ့ပွင့်လင်းလာတဲ့ခေတ်မှာဂလုံးဥစုံမျိုးရအခုညနေငယ်ရဒါကလုံးဥစုံကမင်းတို့အာဆောင်ခဲ့တာမဟုတ်ဘူးနော်မင်းတို့ပောက်ပန်းလေးတဲ့လူတော်ကလည်းပြောခဲ့တာမဟုတ်ဘူးဘုထုံးအောင်ဆောင်လုံးကြံခဲ့တာတခုပဲတိုင်းပြည်ကောင်းဆောင်လုံးကြံခဲ့တာတခုပဲဂလုံးဥစုံနဲ့တိုင်းပြည်တို့သူလည်းလုပ်ခဲ့တာပဲအဲ့ဒီအမှန်တခုတော့မပြည်သူကဒီနေ့ထိအဲ့တမိုင်းအမဲဆက်ကိုလက်ကင်ထားတော့အဲ့တော့မင်းတို့လိုမျိုးတမင်တက်တက်လိုက်ပြီးတော့ရုပ်မှားပတ်ဆက်နေတဲ့သူတို့အောက်တန်းသားမျိုးဆိုရင်တော့မြင့်ကြံနေခဲ့တဲ့မျိုးဆက်တို့မစင်းစားနဲ့ဘူးဒါကြောင့်မလို့မင်းအဖေအမေကလေအင်မတန်အကူတော်ကံကြီးလို့မင်းတို့ကပို့ထားခဲ့တာနော်အဲ့တော့အရှင်းမှာငါစင်ကုန်ခဲ့တယ်နော် မင်းပြောတဲ့စကားကိုငါပြန်ပြီးတော့စိတ်ခွန်တော့ဘာလို့ဆိုမင်းကငါတို့အတိအကျပြောထားတာကိုဒီလူတွေတော့ဒီလိုဖြစ်နေဆိုရင်ဟုတ်တယ်နော်အဲ့တော့ငါတို့ကြောင့်ခိုင်းမှာမြန်မာပြည်သားတွေထိခိုက်မျက်နှာမျက်နှာငယ်ရတာရှိလို့ရှိရင်အချိန်ပြီးပေါ့လို့မင်းအောက်မှာငါတို့ဒူးတော့ပဲမင်းတိုက်တယ်လို့အကယ်၍မင်းပြောတဲ့စကားကငါတို့မဟုတ်မှန်မှန်ပဲဆွတ်ဆွဲတာဆိုရင်မင်းကိုမီကိုပြန်လိုရမှာနော်တကယ်ပြောတာရှင်းလားအာမခံရဲလားအဲ့ဒါမင်းငြိမ့်နေတယ်ဆိုရင်မင်းဒီမင်းမင်းမင်းရတော့ဘူးပဲမင်းလည်းမငြိမ့်မဲနဲ့မင်းဘက်ကမှန်တယ်ဆိုအချိန်ပြီးရှင်းလာတယ် 对的，今天大交代下交接日常的，谢了。